တနင်္သာရီတိုင်းတွင်တိုက်ပွဲတွေပိုပြီးပြင်းထန်လာချိန်မှာစစ်ကောင်စီကဖြက်လေးဖြက်ဗျူဟာကိုကြကြပြန့်ပြန့်ကျင့်သုံးလာပါတယ်။အထူးသဖြင့်တော်လိုင်းရင်တက်တွေအားကောင်းတဲ့တနင်္သာရီပလောဒဝဲတရချောင်းပုတ်ပြင်းတဲ့ရေပြူမျိုးနယ်တွေမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီကပိတ်ဆို့ကန့်သက်ထားတာပါ။ ဖြက်လေးဖြက်ပြူဟာအရာစာနေရိတ်ခါစေဝါ73စီဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးစတဲ့လူမှုအတွက်မရှိမဖြစ်ပစ္စည်းရိတ်ခါတွေကို ဖြတ်တောက်ထားတဲ့အတွက်ဒေတာခံတွေပုံမခတ်ခဲကြက်တဲနေပါတယ်ဒီလိုပိတ်ဆို့ကန့်သက်ထားလို့စာနေရိတ်ခါစေဝါနဲ့73စီဈေးနှုန်းတွေအစာပေါင်းများစွာ ထိုးတက်သွားပြီးအလောက်ကင်မကောင်းတဲ့ပြည်သူတွေပုံမကြက်တဲနေကြရပါတယ် ဒီလိုကန့်သန့်ထားတဲ့အထဲမှာတင်းသားရီမျိုးနဲ့တကူတိုက်နယ်လေတခုအပါဝင် ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်သတ်မှုတွေကြောင့်တကူတိုက်နယ်အပါဝင်အနီနာကျေးရွာတွေမှာဆန်အပါဝင်စားနပ်ရိက္ခာစီးနှုံးတွေထိုးတက်သွားပြီးဝင်ငွေကတော့တိုးလာတာမရှိဘူးလို့ဒေသခံတွေကညှိတွားကြပါတယ်။တကူတိုက်နယ်မှာတိုက်ကန်းပြည်အေးရွာမတန်တိုက်လမိုင်းကော့ကော်တော့စတဲ့ကျေးရွာ14ရွာရှိပြီးပြည်သူတပေါင်းခွဲလောက်နေထိုင်ကြတာပါ။ တကူးတိုက်နယ်6ရင်စုရွာကအသက်30အရွယ်မပုတ်ဆုံးလဲကိုင်းတီးနံစိုက်ပျိုးရောင်းချပြီးအသက်မွေးနေသူတူဖြစ်ပါတယ်။မပုတ်ဆုံးဟာကိုင်းတီးနံစိုက်ပျိုးရောင်းချရာကပြမ်းမြတရက်ဝင်ငွေ700တောင်းခွဲရပေမဲ့စာဝင်နေရေးအတွက်မလောက်ငါဘူးလို့ညီးတွားနေရပါပြီ။အေးဒါလာတော့တနေ ਉ မကွာမကွာရောကုတွေ့တဲ့နေတော့ဝါမကွာရောခဲပပကိုကောင်းနေတယ်။ကော်ဒရီယောကဝေရောလေ။ ိုင်မစောစောလူဝဲရောဆိုတော့မလာဘူးနော်တော်လိုင်းရင်တက်တွေထိမ့်ချုပ်ထားတဲ့တကူကြေးရွာအုပ်စုအပါဝင်တနင်းသာရီမြို့နယ်ထဲကကြေးရွာတွေကိုစစ်ကောင်စီကဖျက်လေးဖျက်လှုပ်ထားတာဟာနှစ်ချီကြာနေပြီဖြစ်တဲ့အတွက်ဒေသခံတွေဟာစက်တထက်ပိုပြီးကြက်တဲလာကြရပါတယ်။မြိတ်တနင်းသာရီဗုတ်ပြင်းကိုဆက်သွယ်ထားတဲ့ပြည်တော်စုလမ်းကနေတော်လိုင်းရင်တက်တွေစုံမှုထိမ့်ချုပ်ထားတဲ့ရွာရေးစီကိုသွားနိုင်တဲ့လမ်းအလုံးနီးပါးကိုစစ်ကောင်စီကမြေတူးဆက်တွေနဲ့ထိုးဖျက်ပြီး ရင်မှန်သမျှသွာလာလို့မရအောင်ဖျက်ဆီးထားပါတယ်။ဒါကြောင့်ပဲဆန်ပါဝင် စားတောက်ကုံဈေးတွေကငိမ့်မျိုးပေါ်ပေါက်ဈေးထက်နှစ်ဆနီးပါးညှင့်နေပါတယ်။ငိမ့်မျိုးပေါ်မှာကြက်ကိုတောင်းဝင်းကျင် ပေါက်ဈေးရှိတဲ့ဆန်တအိတ်ဟာဖျက်လေးဖျက်ခံနိုင်ရတဲ့တမင်းသားကြီးမျိုးနယ်တွေကရွာတွေမှာကြက်သသိန်းခွဲနီးပါးအထိ ပေးဝယ်နေရတာပါ။လမ်းမိုင်းတွေဖြတ်တောက်ထားတာကြောင့်အဆင်ဆင်တဲရတဲ့အပြင်လမ်းပိုင်းမှာရှိတဲ့ကျင်းနှန်းတိုင်တဒါစစ်စေးရိတ်ဂိတ်လိုစစ်ကောင်စီစစ်စေးရိတ်ဂိတ်တွေက တင်းတင်းကြပ်ကြပ်စစ်ဆေးနေလို့အခုလိုဈေးကွာနေတာလို့ဆိုပါရယ်ဆန်သားငါအပါဝင် စားတောက်ကုံကြီးပါတဲဆောင်ခွင့်ကန့်တက်ခံရရတဲ့တနင်းသာရီမြို့နယ်ထဲမှာဒေသထွက်စဘာအပါဝင် ရေကြုံငါကိုင်းတီးနံတွေစိုက်ပျိုးကြပေမဲ့ဒေသစားသုံးဖို့မလောက်ငါဘူးလို့ဆိုကြပါရယ်ဒါကြောင့်မို့မြင်းမြို့ပါဝင်မြို့နယ်ပြင်ပက တင်သွင်းလာတဲ့စားတောက်ကုံကြီးအပေါ်မှာမိခိုနေရတာပါ ဒီလိုအခြေအနေတွေကြောင့်ဒေသခံမိသားစုတွေရဲ့ထမဲဝိုင်းမှာဟင်းတစ်ခွက်လည်းလျော့နေသွားပြီးနေ့စဉ်အသက်ဆက်နိုင်ရေးအတွက်ပဲစားတောက်နေရပါတယ်။တကူကြေးရွာကအသက်60ရွယ်ဦးညွန့်တန်းတို့မိသားစုထမဲဝိုင်းမှာလည်းအသာဟင်းတစ်ခွက်နေ့စဉ်မပါနိုင်တော့ဘူးလို့ဆိုပါတယ်။ဟောဝန်ဝဲကအရာကတန်းဝါနောက်ခါသောခါလာတော့အသာငိုင်းဆိုင်ရာကိပ္ပအဘမ်းမတခါလာလေ။ဟေးတော့ရနိုင် ငါတော့စောင်းနေရောမဲ့ရမစေအောင်စောင်းနေရောမသိရတမယ်ရောစစ်ကောင်စီတပ်ကစားတော့ကုံတဲဆောင်ခွင်ကန့်တက်ပိတ်ပင်ထားတဲ့တကူကျေးရွာအုပ်စုမှာအိမ်ချက်သားတပိတ်တာကိုချက်တောင်းကျော်ခုန်တက်သွားပါတယ်။မြင်းမျိုးကနေတကူကျေးရွာအုပ်စုကိုသွားတဲ့လမ်းမှာရှိတဲ့ကျင်းနန်းတိုင်တရားစစ်စေးရိတ်ဂိတ်မှာ အခုနှစ်ဧပြီလကစပြီးဈေးဆိုင်ကယ်နဲ့ဈေးကားတွေဖြတ်တန်းခွင့်ပိတ်လိုက်တဲ့အတွက် ကြက်သားစည်းလဲတပိတ်တာကိုကြက်သတောင်းကျော်အထိ ထိုးတက်သွားပါတယ်။ဒီလိုဈေးတက်လာတဲ့အတွက်ဒေသခံတွေရဲ့ဝယ်လိုအားကျသွားပြီးဈေးရောင်းသူတွေလည်းအခက်တွေ့လာရတယ်လို့တန်တိုက်ရက်ကွက်ကဈေးတဲ့တူကပြောပါရယ်။စစ်ကောင်စီရဲ့ကန့်သက်ပိတ်ဆို့မှုတွေကြောင့်တယ်ယူဈေးရိတ်တွေကြီးလာပြီးဈေးညှိရောင်းရတဲ့အတွက် ရောင်းအားကျသွားတာလို့ဆိုပါရယ်။စစ်ကောင်စီကတယ်ယူခွင့်မကန့်သက်ခင်ကဆိုရင်ကြက်သားတပိတ်တာကိုကြက်2000ခွဲလောက်နဲ့ဝယ်နေရပေမဲ့လက်ရှိမှာတော့ 2900ဈေးနဲ့ဝယ်ရောင်းနေရတဲ့အတွက်တပိတ်တာကို3200နဲ့ပြန်ရောင်းနေရတယ်လို့ပြောပါတယ်။ဒေတာညာအနောကျတော့တအောင်မမဟင်းမျိုးဝယ်လူတွေမှာလည်းပြမဆိုတော့တအောင်ဝယ်သမောင်းငွားထောက်ဖြစ်တော့နော်နော်နော်နဲ့ကောအမျိုးကဝါအလိုပဲကြည့်မှာပဲတာခွဲသန်တဲ့သားဝယ်ချေဝယ်ပေါ့တချို့ဆေးရဆိုဆိုဆမနာလေတခြားမျိုးတွေကတင်သွင်းရတဲ့ကုန်ပစ္စည်းတွေအစမတန်ဈေးတက်နေချိန်မှာ ဒေသထွက်ကိုင်းပြည်နယ်တွေနဲ့ဥယျာဉ်ခြံထွက်ပစ္စည်းတွေကတော့စစ်ကောင်စီရဲ့ပိတ်ဆို့ကန့်တတ်မှုတွေကြောင့်ဈေးကောင်းမရပဲဖြစ်နေပါတယ်။မြင်းမြို့နယ်အဝင်မှာရှိတဲ့တင်းနှံ့နိုင်တရားစစ်ဆေးရေးဂိတ်နဲ့လမ်းတလျှောက်မှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကတနင်္သာရီမြို့နယ်ထဲကထွက်တဲ့ကုန်ပစ္စည်းတွေကိုပိတ်ပင်ကန့်သတ်ထားပါတယ်။ဒေသထွက်ကိုင်းပြည်နယ်တွေဖြစ်တဲ့ခရမ်းတီ၊ငရုတ်တီ၊ပြောင်ဖူစတဲ့ပြည်နယ်တွေနဲ့ရောဘာကိုတင်ပို့ခွင့်မပေးဘဲကန့်သတ်ထားတာပါ။ ကျင်းနိုင်တရာစစည်းရေးဂိတ်မှာဆိုရင် စားစီတပူပိုတဲ့မိတဲ့တညက်ရွာကအမျိုးသမီးကြီးတူကိုစစ်ကောင်စီတပ်သားတွေကအတင်းတောက်ခိုင်းလို့အသက်သေဆုံးတဲ့အထိဖြစ်သွားခဲ့ပါတယ်။အခုလိုဒေသထွက်ကိုင်းတီးနံတွေတင်ပို့ခွင့်မရတဲ့အခက်ခဲတွေကြောင့်ကိုင်းတီးနံတွေဈေးကျနေပြီးအခက်ပိုတွေ့နေရတယ်လို့တောင်သူတွေကညှိတွားနေပါတယ်။ စစ်ကောင်စီကမကန့်တက်ခင်ကချက်မောင်ရက်တစည်းကို900ကျပ်ရနေရကနေလက်ရှိမှာတော့တစည်းကို300နဲ့ရောင်းနေရတယ်လို့တခြားကိုင်းသီးနှံတွေလည်းဈေးကျနေတယ်လို့လမိုင်းကော့ရွာကကိုင်းဆိုင်တောင်သူတူဖြစ်တဲ့ဥဖေတန်းအညီလွဲကပြောပါတယ်။တော့ရောင်းပြီးတော့ဆိုတော့ဆန်တို့စီတို့ဘာလို့ညောဝယ်ဆောက်အစင်ကမမွေရ။ဒါဒါမျိုးမျိုးတော့ဒီနေရာမှာအမြော့ရှိရတယ်မျိုးပေါ့။ ခုမောင်တော့ငေါ့ချောင်းပန်သေးပြီးပြန်စီစားငေါ့ချောင်းတပိစောဆိုအနေဆောဟောလိထောင်ငေါ့ထောင်အဲ့လိုပြင်းနေဟောဟဲ့ဒီဟဲ့ရွယ်ပြန်တော့ရရလဲခါတော့ဟဲ့ရွယ်တစည်းကိုမောင်950ဟောအမြောက်ကွင်းရဲ့နဲ့ရပါရောဒီလိုကိုင်းတင်းငန်နေဈေးကြနေပြီမဲ့မျိုးစိပိုတက်စီမြေရောစာစတဲ့သွင်းအားစုဈေးတွေကတော့အစမတန်ထိုးတက်နေတဲ့အတွက်တွက်ချီမကိုက်ဖြစ်နေတယ်လို့ဆိုပါတယ် စစ်ကောင်စီရဲ့ဖြက်လေးဖြက်ဘူးအားအောက်မှာဝန်းစာရေးခက်ခဲနေတဲ့တကူတိုက်နယ်အပါအဝင် တနင်္သာရီမြို့နယ်ကကျေးရွာတွေဟာမိုးရသည့်ရောက်တိုင်းရေကြီးရေလျှံလေးရှိပါတယ်။ဒီလိုရေကြီးရေလျှံတိုင်းနေအိမ်တွေပျက်စီးတာ၊စိုက်ခင်းတွေပျက်စီးတာ၊ရေကြီးမှုနောက်ဆက်တွဲရောဂါပိယတွေဖြစ်တာတွေကနှစ်စဉ်ခံစားလေရလေးရှိပါတယ်။အခုဆိုရင်မိုးရောလေပါပြင်းထန်လာတဲ့မိုးရသည့်ရောက်နေပြီဖြစ်တဲ့အတွက် ရိတ်ခါစီဝါရှားပါနေတဲ့ဒေသခံတွေဟာရေကြီးရေလျံမဲ့ဘေးကိုပါထပ်ဆင့်ကြုံလာရဖို့ရှိနေကြောင်းပါရှင်။